ကျွန်တော်အားလုံးပဲမင်္ဂလာပါ Threat and Fee Show ကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်ကတော့စင်မင်းပါတော့ကျွန်တော်တို့ပါခုတင်ကဒီကနေ့ညမှာအိမ်ခွင်း MFI မှာဆိုရင်ဒါ Nordian Forest အတင်ကိုအခန့်ကစားတယ်ဒီကစားတဲ့ပွဲစဉ်မှာကိုရီအတင်ကဒါ3ဂိုးပြက်နဲ့အိမ်ခွင်း MFI လို့နေရာမျိုးမှာရှုံးနေအဲတော်တော်စိတ်ပြက်စရာကောင်းတဲ့အရှုံးမှာစိတ်ပြက်စရာကောင်းတဲ့ယွန်စရာကောင်းတဲ့အရှုံးမှာ ဆိုတော့ဒီလိုမျိုးရှုံးပြီးတဲ့အချိန်မှာဟိုကျွန်တော်တို့အနေနဲ့ဘာသွားတွေးရလဲဆိုတော့အသင်းရဲ့နေပြအာနေရှင်အနေနဲ့သူလုံးနိုင်တာဒါအကုန်ပဲလားဆိုတဲ့မေးခွန်းကိုကျွန်တော်တို့ထက်ခါထက်ခါထက်ခါကျွန်တော်တို့မေးချင်တဲ့စိတ်တွေအများကြီးဖြစ်လာတယ်ဆိုတော့ဒီဗီဒီယိုကကျွန်တော် emotional နည်းနည်းပါနေတာဖြစ်တဲ့အတွက်အမားတွေပါလေပါသွားပြီဆိုရင်လည်းကျွန်တော်ကြိုပြီးတော့မြစ်တာရက်တယ်ဗောလေဆိုတော့တော်တော်ကိုမှစိတ်ပြက်စရာကောင်းနေဗျာတကယ်အာနက်စတောနဲ့ပတ်သက်ပြီးတော့ ပြောเสียရဆဲเสียရစကလုံးနေတော့မှပဲမရှိအောင်လို့တော်တော်လေးကိုမှယွန်เสียရစိတ်ပြက်เสียရဖြစ်သွားတာစဉ်းစားကြည့်ဗျာကျွန်တော်လေဘာဘူးအသင်းမှာတကယ်တမ်းဆိုရင်ဗျာဒီလားတကယ်တမ်းလေဘာဘူးအသင်းရဲ့လက်ရှိလူစရင်ကသူကဘလောက်ထိအောင် squad တက်လူငင်ကမတောင်းဘူးဘာညာအကြိုက်တယ်လို့ပြောဗျာဒီလားကြိုက်တယ်လို့ပြော Nordian Forest ထက်တော့အများကြီးတာ Nordian Forest ထက်တော့အများကြီးတာဆိုတော့အဲ့လိုမျိုးလူစရင်ရှိနေတဲ့အသင်းက တန်းစင်းစုံမှာရုံးကန်နေရတဲ့အသင်တသင်းကိုအိမ်ကွင်းမှာဂိုးပြတ်ရှုံနှိမ့်လိုက်တယ်ဆိုတာကဒါလက်ခံချင်စရာမကောင်းတဲ့အရာဗျာ။ဟောတနည်းအားဖြင့်ကျွန်တော်တို့ရဲ့အာနေစလော့ကိုကာကွယ်ပေးနေတာတွေအာနေစလော့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအမြဲတမ်းလိုလိုဖြည့်တွင်းနေတာတွေကဒါကကုံဆုံးသွားပြီလို့တော့ကျွန်တော်ကထင်တယ်။အာနေစလော့ကိုကာကွယ်ပေးတာတွေကျွန်တော်တို့မဖြစ်မနေဘူးမှရက်ရတော့မယ်။အာနေစလော့ကိုကျွန်တော်မျှော်လင့်နေတာတွေကဒီမှာတဲ့အဆုံးသက်သွားပြီ။နောက်ထပ်တနည်းအားဖြင့်ကိုယ်ရေလဘဘူးအသင်းရဲ့ ချန်ပီယံအိမ်မက်ထားလိုက်ပါတော့ဗျာချန်ပီယံအိမ်မက်ဆိုတော့ဟိုအဝေးအဝေးမှာကြံခဲ့ပြီအဝေးအဝေးမှာကြံခဲ့ပြီဒီလာမယ့်နှစ်မှာချန်ပီယံလေးဝင်ဖို့အတွက်ကိုရီသင်းနေနဲ့ရုံးကန်ရတော့မယ်အနေထားတီဖြစ်သွားပြီဆိုတော့တပွဲရှုံးနေဗျာကျွန်တော်လက်ခံပေးလို့ရသုံးပွဲထိဗျာကျွန်တော်ပေးပြီးတော့ရှုံးလို့ရတယ်ဗျာကျွန်တော်နားလေပေးတယ်တော့ပြင်ဒီလိုမျိုးကြီးကန်တိုင်းရှုံးနေတာကြီးကဗျာဘာတောက်တိတ်ပြန်မှမရှိဘူးဗျာတိလားဘာမှအတိတ်ပြန်မရှိဘူးမနစ်ကကိုရီသင်းချန်ပီယံဖြစ်ထားတယ်ဆိုတော့ ုံဘိုးရှိတယ်ချန်ပီယံဖြစ်ထားတယ်ဆိုတော့ခြေစွမ်းရှိတယ်ချန်ပီယံဖြစ်ထားတယ်ဆိုတော့မန်ဒလက်တီရှိတယ်အဲ့ဒီကနေပြီးတော့အထက်ကိုဆွဲတင်ဖို့ပဲကြည့်တာဗျာဒီအထက်ကိုဆွဲတင်ဖို့ပဲလိုတာအဲ့ဒါကိုမှသူလောက်လာတာတွေကဟိုဝင်ကစားတယ်ကစားခိုင်းတယ်ကိုင်းနဲ့ကိုကစားသမားဆက်တယောက်ထည့်ပေးလိုက်တယ်ကစားသမားတွေကသူ့ဟာနဲ့သူအဆင်ပြေရင်ဘယ်လိုမလဲပြန်ပြန်အသင်းနဲ့ထိန်းချုပ်ပြီးတော့ကစားဖို့ကြိုးစားတယ်ရလာအခွင့်အရေးတွေဖန်တီးဖို့ကြိုးစားတယ် အခွင့်အရေးခံဖန်တီးဖို့ကြိုးစားရင်းမှမရဘူးမလားမရဘူးဆိုရင်နောက်ဆုံးလီဗာပူးအသင်းရဲ့အဖြစ်ကမိုးဆာလာပဲရှိတော့တာမိုးဆာလာကိုလုံးဝကိုရီဘယ်လိုမှမလဲကစားသမား၁၁ယောက်လုံးကအစအစပိုင်းမှာဗောလေ15မိနစ်လောက်တော့တေချာကစားသေးတယ်တေချာကစားသေးတယ်အဲပလေးစတိုင်ကနေပြီးတော့ကိုရီပါအရာပို့တော့စူးစမ်းကြည့်သေးတယ် အဲအဲ့ဒီကနေပြီးတော့အဆင်မပြေဘူးဆိုရင်ဘာလို့လဲမိုးဆာလာကိုဘောလုံးနေပေးတယ်မိုးဆာလာကိုပေးတယ်မိုးဆာလာကိုပေးတယ်မိုးဆာလာနောက်ဆုံးသွင်းနိုင်ရင်လေဘာဘူးအနိုင်ရမယ်မိုးဆာလာကိုမသွင်းနိုင်ရင်ဘာဖြစ်သွားမလဲလေဘာဘူးရှုံးသွားမယ်ဒါကအသင်းနီးပြအတိုင်းလို့လို့တည်နေတဲ့ flow ထိလားအာနေရှလောမှာကသူ့မှာကအဖြေကဘာမှမရှိဘူးဗျာကျွန်တော်သုံးခုပြည့်နဲ့ရှုံးနေတယ်သူဘာလုပ်လဲသူဆက်ရှိကျုပ်တွေလုပ်တယ်လူသားတွေလဲတယ်လူသားလဲတဲ့အခါမှာဘာတွေလုပ်လဲအတူသားသမားကြီးထုတ်တယ်လीထုတ်ပြီးတော့တိုက်စစ်အာတံသားသမားကြီးထည့် တော့ကျွန်တော်ဟိုကျွန်တော်ဟိုအရှိမာတွေကရှေးပွဲတွေရှေးပွဲတွေမာတွေကမြင်နေရတဲ့ follow ကြီးဗျာဒီလားဒါကြီးကဒီလိုမျိုးကတော့ဗျာဒီလားဘယ်လိုမျိုးလဲကလေးတောင်လောက်တက်တယ်ဗျာကလေးတောင်လောက်တက်တယ်ဆိုတော့သူ့မှာကသူ့ကိုပိုင် play style ကဘာလဲသူ့ကိုပိုင် play style ကဘာလဲကိုရီးယားတိုက်စစ်မှာဗျာအလဇနာ e set တို့လိုမျိုး yugo ektk တို့လိုမျိုးတကယ်ကိုမှာ goal twin နဲ့ goal twin တည်ကြတဲ့တိုက်စစ်မှုတွေရှိဒါပေမဲ့အဲ့ဒီတိုက်စစ်မှုတွေကို तू က goal twin ဖို့အတွက်မသုံးဘဲနဲ့ ပြန်ပဲနောက်ခံကစားသမားတွေကိုပိုဆက်ရှင်ရှစ်ဖို့လုပ်ဖို့အတွက်ကိုသူကသုံးတယ်။ပြန်ပဲနောက်တန်းကစားသမားတွေကိုဒါအများကြီးအလုပ်ပေးမယ်။တောင်ပံကစားသမားတွေကိုပို့ပြီးတော့နေရာလွတ်တရအောင်ဖန်တီးမယ်။ဒီလိုမျိုးပုံစံတွေသူသုံးတယ်။ဆိုတော့ဒါကယွန်စရာကောင်းတယ်ဗျာဒီလား။တော်တော်လေးကိုမှတော်တော်ကြီးကိုမှယွန်စရာကောင်းတယ်။အသင်းနဲ့ပတ်သက်ပြီးတော့ဗျာဒီကနေ့ညကစားသွားတဲ့ပုံစံမှာဘာဆိုဘာမှကိုမှကျင်းနေစရာတကွက်လေးမှမရှိခဲ့ဘူးဗျာ။ဒီလားဘာကျင်းနေစရာမှမရှိဘူး။ ထားလိုက်ပါတော့ကျွန်တော်တို့ပွဲရဲ့အစမှာအလစ်စာကန်သွားတဲ့တလုံးအဲ့တလုံးပဲရှိတာအဲဒီညမှာ तू ပြောမှာ तू သေးကြပေါ့ပြောလိမ့်မယ်ဗျာဒီလား तू သေးကြပေါ့ပြောလိမ့်မယ်ပွဲပြီးတဲ့င်းစာရှင်းနေပွဲကိုကျွန်တော်ပြီးရင်သွားနာထောင်းမှာပြီးရင်သေးကြပေါ့ तू ပြောမှာအဲဘာပြောမလဲဆိုတော့ကျွန်တော်တို့ကမန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာကျတော့ဒီလိုမျိုးဂိုးကိုကျွန်တော်တို့ရခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ရောက်ဂိုးမပေးဘဲနဲ့အဲဒီနေ့ကျမှကျွန်တော်တို့ကျမှဂိုးပြန်ပေးရတယ်ဒါကြီးကတော့အဆင်မပြေဘူးဒိုင်လိုဂျင်းနဲ့ပတ်သက်ပြီးဘာဖြစ်တယ်ညာဖြစ်တယ် तू ပြောရင်ပြောလိမ့်မယ်ဆိုတော့အဲ့ဒီဂိုးကိုဖယ်လိုက်ပြီဆိုရင်ရောကျွန်တော်တို့ကပြန်နိုင်နိုင်အောင်မှာ ၃ခုဗျာဒီလား၃ခုဗျာဘလောက်တိအောင်ဂျုံစရာကောင်းလဲဗျာဒီလားတတော်ကြီးကမှစိတ်ပြက်စရာကောင်းနေနောက်တန်းခံစစ်ကပွဲထွက်လာတဲ့ကစားသမားတွေကိုကြည့်ဒိုမီနီရှိုဘိုစတိုင်းပြီးလို့ရှင်ဟိုဘက်ချမ်းကမီလိုကာကက်မီလိုကာကက်လိုမျိုးကစားသမားဗျာဒီလားဘောလုံးတော့မှကိုလို့ရှိကိုရောက်အောင်မပြီးနိုင်တဲ့ကစားသမားကိုပွဲထုတ်လာတယ်ပွဲထုတ်လာတယ်ဘလောက်တိအောင်ဂျုံစရာကောင်းလဲ အဲ့လိုမျိုးကစားသမားကဗျာလက်ရှိကိုယ်ရေလီဗာပူးလိုမျိုးအသေးမပြောနဲ့ချန်ပီယံရှစ်မဟုတ်ဘူးလီဝမ်လိုမျိုးအဲ့လိုမျိုးကလပ်မှာတော့အဲ့ဒီကောင်မျိုးကကစားခွင့်ရတဲ့နဲ့ကောင်မျိုးမဟုတ်ဘူးဘောလုံးနဲ့ပတ်သက်တဲ့ဘာအုံနောက်မှမရှိဘူးဘောလုံးအုံနောက်လည်းဘာမှမရှိဘူးဘောလုံးနဲ့ပတ်သက်တဲ့ဘာအသိအမြင်မှာဘာမှမရှိဘူးဂျွန်စရာအရန်ကောင်းတယ်ဂျွန်စရာအရန်ကောင်းတယ်ဆွဲပြီးရန်ကန်ကောင်းကောင်းဗျာလာဆွဲပြီးတယ်ရန်ကန်အဲ့လိုမျိုးကောင်မျိုးကိုကျွန်တော်တို့ကအဲ့ညာနောက်ခံဘယ်နောက်ခံနေရာကြီးမှာအချိန်ကြီးအကြာကြီးကြီးရတယ် အချိန်ကြီးအကြအကြီးထားရတယ်ဆိုတော့အဲ့ဒါကြီးကဗျာအဲ့ဒါကြီးကတော်တော်ကြီးကိုမှစိတ်ပြက်စရာကောင်းပါတယ်ဆိုတော့အနေကျောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကောက်ွယ်ပေးစရာတော့မရှိတော့ဘူးဆိုတော့အနေကျောင်းနဲ့ပတ်သက်ပြီး FHG ဘက်ကနေပြီးဘယ်လိုမျိုးဆုံးဖြတ်ချက်တွေချမလဲဒါကိုတော့ကျွန်တော်တို့စောင့်ကြည့်သွားရမှာပေါ့လေဆိုတော့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့ personal အမြင်ကပြောမယ်ဆိုရင်တော့အနေကျောင်းကိုကျွန်တော်တို့ကဟိုစောင့်ကြည့်ရမယ့်အချိန်တွေအစတော့ရာသီကုန်ထိတို့ကျွန်တော်တို့ပြောခဲ့တယ်တိုးပေမဲ့လက်ရှိဒီလိုမျိုးရလက်တွေအကြဆိုတော့ကျွန်တော်ကရာသီကုန်မဟုတ်ဘူးဗျ ျွန်တော်စောင့်ကြည့်ရမယ့်အချိန်ကလွန်ရောကြုံရောပထမရာသီဝက်ပဲပထမရာသီဝက်ပြီးပြီဆိုတော့ unleash လောက်ကိုကျွန်တော်စောင့်ကြည့်ကြမလို့တော့ဘူးစောင့်ကြည့်ကာလကကုံသွားပြီဗျာဒီလားစောင့်ကြည့်ကာလကကုံသွားပြီပြီးခဲ့တဲ့ရာသီကဘလို့ဒီပဲစုဖလားတွေယူခဲ့ပါတယ်ပဲပြောပြောဒါဆိုရင်သူကသူ့ရည်ချင်းနဲ့ယူခဲ့တာများဟုတ်ရဲ့လားဆိုတော့ဟာကျွန်တော်တေချာပေါ့တန်တရားစပြီးတော့ဝင်သွားပြီတော့ပြီးခဲ့တဲ့ရာသီကဒီရာသီအဆက်မှာပြောကြတယ်ဗျာပြီးခဲ့တဲ့ရာသီကချန်ပီယံဖြစ်တာကဒါ ဂျာဂင်ကလော့ရဲ့လူဟောင်းတွေနဲ့ဂျာဂင်ကလော့ရဲ့ကစားကွက်တွေနဲ့ဒါဂျာဂင်ကလော့ရဲ့ဖလိုးတွေနဲ့ချန်ပီယံဖြစ်သွားတာအန်နစ်တော့မှဘာကိုပိုင်ဟန်မှဘာဘာမှမရှိဘူးဒါဒီအရာတွေကိုဒီလိုစကလုံးတွေကိုကိုယ်လေပါဘူးပြိသက်တွေကအများကြီးကာကွယ်ပေးခဲ့တာဗျာအများကြီးကိုမှဒက်ဖန်လုပ်ပေးခဲ့တာသူ့ဘက်ကနေပြီးတော့ဘာဖြစ်လို့လဲသူ့ကိုကျွန်တော်တို့ကအများကြီးမျှော်လင့်ထားလို့သူ့ကိုကျွန်တော်တို့ကအများကြီးယုံကြည်ထားလို့ဒီအားဒီမှာကိုယ်လေပါဘူးအသင်လက်ရှိခေါ်ထားတဲ့လူစဉ်ရဲ့အရာလက်ရှိသူ့လူတွေအများကြီးခေါ်ထားတယ်လူတွေအများကြီးခေါ်ထားတဲ့အချိန်မှာ ကိုရီအသင်းနေနဲ့ရာလတ်တီကအမြဲတမ်းကောင်းနေစရာမလိုဘူးပြပြောချင်တာကကျွန်တော်တို့ကအမြဲတမ်းလိုအဆင့်တက်နေမှာနေနေရမယ်လို့ကျွန်တော်တို့ကမတတ်မှတ်ထားဘူးဒီကာလကိုကျွန်တော်တို့ကအစောကြီးကဟိုနှစ်ပွဲလောက်သုံးပွဲလောက်ရှုံးနေတဲ့ evolution ကာလတစ်ခုပြတတ်မှတ်ပြီးသွားပြီဆိုတော့တောင်းတောင်းအရှုံးကိုကျွန်တော်တို့လက်ခံပေးလို့ရတယ်တော့မြေရှုံးတဲ့နယ်ပွဲပဲရှုံးပြီအား တော်ပြချင်တာရှုံးသိမ့်နိုင်ပွဲပဲရှုံးမန်ချက်စတာစီးတီးကိုရှုံးတယ်ကျွန်တော်ဘာမှမပြောချင်ဘူးအေးစစ်စစ်ပဲဟုတ်တယ်စီးတီးကိုရှုံးတယ်ဘာဖြစ်လို့ရှုံးတယ်မရှင်းနိုင်လို့ရှုံးတယ်ရှင်းရှင်းလေးတကယ်တမ်းလည်းမရှင်းနိုင်ဘူးစီးတီးနဲ့ကိုရီနဲ့ပါဝါချင်းနဲ့အများကြီးကွာဆိုတော့အဲ့လိုမျိုးအရှုံးတွေကလက်ခံပေးလို့ရတယ်ဗျာဒီလိုမျိုး AMFD မှာလာပြီးတော့၃ခုပြက်နဲ့ကိုရီအသင်းကိုလာနိုင်သွားတာကတော့လက်ခံပေးလို့မရဘူးဗျာဒီလားလက်ခံပေးလို့မရဘူးဟိုဒီအချိန်မှာဖြစ်နေတဲ့ feeling ကဘာဖြစ်လဲဆိုတော့အာနေရှုံးကို10နီးပေါင်းစုံ10နီးမျိုးစုံနဲ့လေ ကုံအောင်ဆဲကျင်တဲ့အပြင်ကူမှဖြစ်နိုင်ရင်အားနည်းစွာချက်ချင်းမှထွက်သွားစေချင်တာဒါကျွန်တော်ရဲ့ feeling လက်ရှိဖြစ်နေတဲ့ emotion ပေါ့လေဆိုတော့ကျွန်တော်ခရီးကရောဒီဒီဘာဘူးနဲ့ပတ်သက်တဲ့ဒီကနေ့ညပွဲစဉ်ကိုဖလိုမင်ညလေအားနည်းစွာပို့ရောဖလိုမင်ညလေချက်လောက်ဆင်းနေကြပါအောင်ကျွန်တော်လည်း land surprise လုပ်ပေးကြပါအောင်ဗျကျေးဇူးများကြီးတင်ပါတယ်အမပါသွားရင်ခွင့်လပတစ်ခါကြီးဒီညနေပြောတောင်းဆိုချင်ပါတယ်ဗျကျေးဇူးများကြီးတင်ပါတယ်